ကဲပရိသတ်တို့အနေနဲ့ကဘာပေါ်ကပင်လေပြင်သမုတ်တရားကြီးတွေကနက်ရှာမီထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြည့်နှံ့နေတယ်ဆိုတာကိုအားလုံးလည်းသိကြမှာပါ။ဒါဆိုရင်တော့ဒီလိုမျိုးထူးဆန်းတဲ့အထက်ကမှကျွန်တော်ကရေအောက်မှာနှိမ့်မြုပ်သွားတဲ့ထူးဆန်းတဲ့အကြောင်းအရာတချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါ။ဒါကြောင့် drone ကင်မရာနဲ့လားမရိုက်ကူးထားဘူးဆိုရင်တော့မယုံကြည်နိုင်လောက်တဲ့ရေအောက်ကထူးဆန်းအကြောင်းအရာတွေကိုကြည့်ရှုဖို့အဆင်သင့်ဖြစ်ပြီဆိုရင်တော့အခုပဲကျွန်တော်တို့ရဲ့အစီအစဉ်လေးကိုစလိုက်ရအောင်ပါ။ရောမမျက်လုံးစီ ရှေးတုန်းကအီဂျစ်လူမျိုးတွေကသူတို့ရဲ့ပွဲလန်းအခမ်းအနားသဘင်တွေကိုလူပေါင်းများစွာနဲ့စီကားတိုက်မြိုက်စွာကျင်းပလေရှိပါသည်။အီတလီနိုင်ငံတက်စကီညာနီကန်ယိုဒန်ဒေတာမှာပြည်သူကပညာရှင်တွေကထူးဆန်းတဲ့အရာဝတ္ထုပစ္စည်းတစ်ခုကိုတွေ့ရှိခဲ့ပါသည်။အဲ့ဒီအရာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်တက်တန်းရှိတဲ့မျက်လုံးစေးအီးပဲဖြစ်ပါသည်။ဒီအရာကြီးကရှေးခေတ်နှစ်ပေါင်းများစွာကတည်းကဆေးဖြစ်ပေမဲ့ဒီကနေ့ခေတ်ဆေးပညာအတွက်တော့အသုံးဝင်နေတာတွေ့ရှိခဲ့ပါသည်။ 1980ခုနှစ်နဲ့1990ခုနှစ်ကြားတော့ငါတင်မောပြက်တွေကိုလေးလာတဲ့အဖွဲ့အဖွဲ့ရှိခဲ့ပါတယ်။အဲဒီအဖွဲ့ကအီတလီနိုင်ငံတက်စကီညာနီကန်ယိုရန်ကရေအောက်မှာလေးလာရှာဖွေကြတဲ့အဖွဲ့ပါ။ဒီလိုနဲ့သူတို့ကကြွေတဲ့ပစ္စည်းတွေဖြစ်တဲ့ရနွေးခရရီ၊ရနွေးအိုတွေစားတဲ့ပစ္စည်းတွေကြားကနေခွဲစိတ်ခံတုံကရိယာလိုမျိုးတွေကိုတွေ့ရှိခဲ့ပါတယ်။နောက်ပြီးတတ္ထုတ္တလေးထဲမှာထူဆန်းတဲ့ပစ္စည်းတစ်ခုကိုလည်းတွေ့ရှိခဲ့ပါတယ်။အဲဒီတတ္ထုတ္တထဲမှာထူဆန်းတဲ့ဆေးလုံးကိုတွေ့ရှိခဲ့တာပါ။ အဲ့ဒီဆေးလုံးကဇင်းဓာတ်တွေပါဝင်တဲ့ပါဝင်ပစ္စည်းတွေနဲ့ပြည့်လုံထားတာပါအဲ့ဒါတွေကတော့ tan oxide ကာစီဓာတ်ပြာရီထင်းရှူဆေးအပင်ထွက်ပစ္စည်းတွေနဲ့ပြည့်လုံထားတယ်ဆိုတာတွေ့ရှိကြပါတယ်ဒါကြောင့်လဲဒီဆေးတွေကမျက်စိအတွက်အမတန်ကုသတဲ့ဆေးတွေလို့သတ်မှတ်ခဲ့ကြပါတယ်ဒီလိုဆေးတွေကိုသမုတ်တရားအောက်ကနေတွေ့ရှိတယ်ဆိုတာတော့မယုံနိုင်စရာပါဒီလိုနဲ့ပဲအတိတ်ကဘန်းမာလေရေအောက်မှာတွားရောက်လေးလာခဲ့ကြတဲ့ remote drone တစ်ခုကနေဓာတ်ပုံတစ်ခုရိုက်ကူးခဲ့ပါတယ် အဲ့ဒါကတော့ရေကြွေတွေအောက်မှာဖွက်ထားတဲ့ရှေခိရောမတို့နဲ့တက်ဆိုင်မယ်လို့ယူဆတဲ့တပုတ်တပုတ်ကိုဖမ်းမိခဲ့တာပါဒါပေမဲ့တေချာအောင်လို့ drone ကနောက်တစ်ခါပြန်ကြည့်ရဲ့အချိန်မှာတော့ဒီပုံကထူးဆန်းစွာနဲ့ပဲပျောက်ကွယ်သွားခဲ့ပါရီရေအောက်မိခိုးတိုင်များပင်လေတမုတ်တရာရေရောက်ကျမ်းမြင်မှာမီးအလင်းအောင်ထိုးဖောက်ဖို့အတွက်သူတည်တနာပြုလုပ်သူတွေကအမတန်ကိုစူးစမ်းကြရပါတယ် အီကွေဒေါ်ကန်ယိုရတဝိုက်က The Lost Ace မီးတောင်အနီးမှာသိပ္ပံပညာရှင်တွေကများပြားလာတဲ့မီးကိုကြောက်တံတွေကိုတွေ့ရှိခဲ့ပါတယ်။ဒီလိုမြင်ပါတယ်တာဝါလိုပုံစံတောင်ဖြစ်နေတဲ့မီးကိုခေါင်းတိုင်တွေကအမြင့်ပေ90ဝန်းကျင်လောက်အထိမြင်ပါပါတယ်။ဒါအပြင်ဒီမီးကိုတိုင်တွေက The Golden Gate Bridge ထက်ကိုနှစ်ဆလောက်ဒါမှမဟုတ်တစ်ဆခွဲလောက်ပိုပြီးမြင်ပါနေတာပါ။ပြောမယ်ဆိုရင်တော့ပြည်သက်ကြီးဒီနေရာကလူတွေအတွက်မသင့်တော်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့ပင်လယ်ကျမ်းမြေအောက်မှာနေထိုင်ကြတဲ့ခရီးတွေပင်လယ်ဝမ်းကောင်းတွေ တချို့ငါးတွေကတော့အဲ့ဒီမီးကိုခေါင်းတိုင်တွေမှာနားနေလေရှိပါတယ်။ကဲဆက်လက်ပြီး Central America ရဲ့ Pacific သမုဒ္ဒရာကမ်းရိုးတန်းတစ်လျှောက်သမုဒ္ဒရာကမ်းခြေတစ်လျှောက်မှာလည်းတမန်မဟုတ်တဲ့ထူးဆန်းတဲ့အရာတွေတွေ့ရှိခဲ့ပါတယ်။ရေအောက်သုတေသနပညာရှင်တွေဟာပြာမှုနဲ့တူတဲ့ကြောက်စိမ့်အတုံးဆောင်တွေကိုတွေ့ရှိခဲ့တာပါ။ထူးဆန်းတဲ့ဒီပစ္စည်းတွေကဘာအတွက်အသုံးပြုလဲဆိုတာလေစိတ်ဝင်စားစရာကောင်းပါလေဒါတွေကတမ်းမှန်အယုတ်တွေတော့မဖြစ်နိုင်ပါဘူး ီကျောက်စိမ့်တွေကသုတေသနပညာရှင်တွေကိုတုံ့လှုပ်စေခဲ့ပါတယ်။ဒီကျောက်စိမ့်တွေကမီဆိုအမေရိကန်လူမျိုးတွေအတွက်ဘာသာရေးဆိုင်ရာအခမ်းအနားနဲ့ယဉ်ကျေးမှုပွဲတွေအတွက်အသုံးပြုတာဖြစ်နိုင်ပါတယ်။ဒီအသုံးဆောင်တွေကဘယင်မင်းမြတ်ဓာတ်မုံနတ်ဖျားတွေအတွက်အသုံးပြုတာဖြစ်ပါတယ်။ဒီကျောက်စိမ့်လက်နက်တွေကစိုက်ပျိုးရေးလုပ်ငန်းအတွက်အသုံးချသလားဆိုတာဝေခွဲမရဖြစ်နေကြပြီးပညာရှင်တွေအတွက်တော့အတော်လေးဘယ်ဒီဖြစ်ခဲ့ရပါတယ်။ တချို့ပညာရှင်တွေကလည်းအခုတွေ့ရှိတဲ့ကြောက်စိမ့်တုံးတွေကမတော်တဆရေးတဲ့ကြားခဲ့တာမဟုတ်ပဲရှေးခေတ်လူမျိုးတွေရဲ့ကိုယ်ကွယ်ယုံကြည်မှုတစ်ခုခုကြောင့်ပင်လယ်အတွင်းမှာလာရောက်ပူဇော်ထားတာဖြစ်နိုင်တယ်လို့ယူဆထားပါရယ်ဒီလိုတွေးခေါ်ရတာကလည်းသူတို့ကြောက်စိမ့်တုံးတွေကိုတွေ့ရှိတဲ့နေရာနဲ့လဲစိုက်နေလို့ပညာရှင်တွေကသတ်မှတ်ထားပါရယ်ကဲဒီတော့ဒီဗီဒီယိုကြည့်နေတဲ့သင်တို့အနေနဲ့ရောအခုတွေ့ရှိတဲ့ကြောက်စိမ့်အသွားတွေလို့ယူဆတဲ့အရာတွေကိုဘယ်နေရာမှာအသုံးချတယ်လို့ထင်ပါသလဲခေါမမှာပါဝင်ဆွေးနွေးပြီးသွားလိုက်ပါ ကဲဆက်လက်ပြီးနောက်ထပ်ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ပင်လယ်အတွင်းကထူးဆန်းတဲ့ရွှေရောင်ပတ်လန်းအကြောင်းပါ။အမေရိကန်နိုင်ငံအလက်စကာပြည်နယ်ပင်လယ်ခွေတဲကတွေ့ရှိခဲ့တဲ့ထူးဆန်းတဲ့အကြောင်းအရာအကြောင်းပြောပြပေးသွားမှာပါ။ဒီပစ္စည်းကတော့သုတေသနပညာရှင်တွေအတွက် NLB စိတ်ရှုပ်စေခဲ့ပါရယ်။အဲဒီထူးဆန်းတဲ့ရွှေရောင်တလက်လက်ထနေတဲ့ပတ်လန်းချောင်းကြီးတွေကသမုတ်တရာရေအောက်ပေပေါင်း3300ဝန်းကျင်မှာတွေ့ရှိခဲ့တာဖြစ်ပါရယ်။သူရဲ့ရွှေရောင်တလက်လက်တောက်နေတဲ့တပ်ထုတွေကလေလာရှာဖွေသူတွေအတွက်အမတန်စိတ်လှုပ်ရှားစေခဲ့ပါရယ်။ တချို့ပညာရှင်တွေကလည်းရှေးခေတ်ယဉ်ကျေးမှုတွေထွန်းကားရာအရက်ဒေတာတစ်ခုကရှေးဟောင်းပစ္စည်းတစ်မျိုးဖြစ်တယ်လို့လည်းတုံ့သက်ထားပါတယ်။တချို့ကလည်းအခုလိုရေရောက်ပေးပေါင်းများစွာအနက်မှရှိရဲ့ဒီရွှေရောင်တတ္ထုတွေကဂျိုသားတွေဖန်တီးထားတယ်လို့လည်းပြောဆိုနေကြပါတယ်။ပညာရှင်တချို့ကလည်းဒီရွှေရောင်တတ္ထုနဲ့ထူးဆန်းတဲ့အရာကြီးကိုပင်လယ်တက်တော်ဝါတစ်မျိုးလိုတောင်ထင်ကြီးပေးပြောဆိုထားပါတယ်။ပညာရှင်တွေရဲ့လေလာရှာဖွေတဲ့အခါမှာတော့သူတို့လည်းတိကျသေးကြတဲ့အဖြစ်တော့မရခဲ့ပါဘူး။ဆက်လက်ပြီးတော့မှအနုကြီးမှန်ပြောင်းနဲ့စစ်ဆေးကြည့်တဲ့အခါမှာတော့ပင်လယ်တက်တော်ဝါရဲ့အကျွင်းအကြံတွေ ဒါအမဟုတ်အကာအကွယ်အခွင့်တစ်ခုဖြစ်နိုင်တယ်လို့ပြောဆိုနေကြပါတယ်။ဒါဟာဂမ်မီယာစံနဲ့ပင်လယ်ရဲ့လှုပ်ရနေနေမှုတွေလည်းဖြစ်ပါတယ်။တကယ်တော့နှဆိုင်တဲ့သမုဒ္ဒရာကြီးအောက်မှာကျွန်တော်တို့မသိမမြင်နိုင်တဲ့အရာတွေနားမလည်နိုင်တဲ့အရာတွေရှိလိမ့်အောင်မယ်ဆိုတာတော့သိကြနေပါတယ်။နောက်ထပ်ပြောပြချင်တဲ့အကြောင်းအရာကတော့လှုပ်ရစမ်းကျတဲ့ဘီမီနီလမ်းအကြောင်းကိုပြောပြသွားမှာပါ။1968ခုနှစ်တုန်းကကာရေဘီယံရဲ့ကြီးလင်းပြတ်သားတဲ့ရေပြင်အောက်မှာရေငုပ်သမားတုံးကထူးထူးဆန်းဆန်းအရာတစ်ခုတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီမှာလေးလာရှာဖွေကြတဲ့ပညာရှင်တွေဟာဘီမီကျွန်းတွေရဲ့ကျမ်းမြင်ကိုလေးလာကြည့်တဲ့အခါမှာတော့ပုံမှန်မဟုတ်ဘူးလို့သတ်မှတ်ထားတဲ့ကြောက်တုံးတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကြောက်တုံးရဲ့အရှိက73ဘေကန်ရှေလျာပြီးတိကျတဲ့ပုံစံနဲ့ပြုလုပ်ထားပြီးကျမ်းမြင်အောက်မှာညင်ညာစွာစီထားတဲ့ပုံကလည်းမြေပြင်မှာလမ်းခင်းထားသလိုနေရာတကျဖြစ်နေပါတယ်။ရေငုပ်သမားတွေဖြစ်ကြတဲ့ Joseph Merson, Flatting, Jack နဲ့ Robert Agonoha တို့ရှာဖွေတွေ့ရှိခဲ့တဲ့အရာတစ်ခုအကြောင်းကိုလှည့်မြန်စွာနားလည်သဘောပေါက်လိုက်ပါပြီ။ ဒါကြောင့်ရေငုပ်သမားတွေကပညာရှင်တွေကိုချက်ချင်းပဲအကြောင်းကြားခဲ့ပါတယ်။တချို့လူတွေကလည်းဒီဖြစ်စဉ်ကပင်လယ်ထဲမှာရှိတဲ့ထုံးကြောက်တွေ၊တဲတွေနဲ့ခရီးကွန်တချို့ပေါင်းစပ်ပြီးကမ်းခြေကြောက်အမျိုးအစားတစ်ခုလို့ဘူမိပညာရှင်တွေကလေးလာသုံးသပ်ထားကြပါတယ်။တချို့ကလည်းဒနာအီလာရေအောက်အတ္တလန်တိတ်မြို့တော်ဟောင်းနဲ့ဆက်ဆက်နေတယ်လို့လည်းညှင်းခုံမှုတွေရှိပါတယ်။ဒါမှမဟုတ်ပင်လယ်သမုဒ္ဒရာအောက်မှာရှေးဟောင်းယဉ်ကျေးမှုမြို့တော်တွေတည်ရှိခဲ့သလားဆိုပြီးလည်းသုံးသပ်ပါတယ်။အခုတွေးရှိရတဲ့ Caribbean ပင်လယ်ကျမ်းမြေတွေကဒီလမ်းကြောင်းတွေဟာစိတ်ဝင်စားစရာအမတန်ကောင်းပြီး ဖြည့်ရှင်းမရသေးတဲ့လှေဝဆန်းကျယ်မှုတစ်ခုလည်းဖြစ်လို့နေစေပါ2015ခုနှစ်တုန်းကကိုလံဘီယာကမ်းလွန်ပင်လယ်ပြင်မှာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့ပါတယ်အဲ့ဒါကတော့ဆန်ဂျိုးယေသနာတိုက်အကြောင်းပါအဲ့ဒီအချိန်တုန်းကကိုလံဘီယာကမ်းလွန်ပင်လယ်ပြင်မှာအမှတ်တကယ်တိုက်ပွဲဖြစ်ခဲ့ပါတယ်စပိန်တင်မောပြက်ဒစီးဖြစ်တဲ့ဆန်ဂျိုးလိုအမည်ရတဲ့တင်မောဒစီးတွေမှာထူးဆန်းစွာနဲ့ပဲရွှေတွေငွေတွေညာကြောက်တွေနဲ့ပြည့်နှံ့နေတဲ့ယေသနာအခန်းတစ်ခန်းကိုတင်မောပေါ်မှာတွေ့ရှိခဲ့တာပါ တန်ကြီးအဖြစ်ပြောရမယ်ဆိုရင်တော့ American Dollar 18ဘီလီယံတန်ကြီးအထိရှိခဲ့တယ်လို့ဆိုပါရီဒီအသင်းမောပြဟာ1908ခုနှစ်ဝင်းကျင်လောက်ကလေးကပင်လယ်သမုတ်တရကျမ်းမြေအောက်မှာနင်းမြုပ်ခဲ့တာပါစပိန်ပိုင်သင်္ဘောတစ်စီးဖြစ်တဲ့ဆန်ဂျိုဟာသင်္ဘောကဒီယေဒနာတွေကိုတဲပြီးစပိန်နိုင်ငံကိုပြန်လာတာဖြစ်နိုင်တယ်လို့ပညာရှင်တွေကပြောဆိုထားပါရီဒါပေမဲ့အဲ့ဒီသင်္ဘောကရေတက်တဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်သင်္ဘောစီကနေပောက်ကွဲမှုတစ်ခုဖြစ်သွားခဲ့ပြီးသမုတ်တရကျမ်းမြေအောက်ကိုနင်းမြုပ်သွားခဲ့တာပါ ဲ့ဒီအချိန်တုန်းကအသက်ရာပေါင်းများစွာလဲဆုံးရှုံးမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒါကြောင့်လဲစပိန်နိုင်ငံအစိုးရနဲ့ကိုလံဘီယာအစိုးရကြားမှာအငင်းပွားမှုတွေဖြစ်နေစေပါ။ဒီလိုမျိုးရေတနာတွေတင်လာတဲ့ဆိုတဲ့တင်မော်ဟာအခုအချိန်အထိအငင်းပွားမှုတွေရှိနေစေပါ။ကဲဆလဘီနောက်ထပ်ပြောပြရမယ့်နေရာကတော့ပင်လယ်ကျမ်းမြေအောက်ကဂနိုမီဥယျာဉ်အကြောင်းပါမိတ်ဆွေတို့ဟာအရန်ငိမ့်တက်နေတဲ့ရေကန်ထဲမှာရေကူးနေတယ်လို့မြင်ရောက်ကြည့်လိုက်ပါဒီလိုရေကန်ထဲမှာထူးဆန်းတဲ့အရာတွေကတင့်ကိုအမြဲတမ်းကြိုးစိုးနေတတ်ပါတယ် ခုလဲမိတ်ဆွေတို့တွေ့တဲ့အတိုင်းပဲဗီဒီယိုထဲမှာအယုတ်လေးတွေပြင်းထန်နေတဲ့ရေအောက်ကဘာမြေတစ်ခုလိုနေရာမျိုးတွေ့ရမှာပါဒါဟာအင်္ဂလန်နိုင်ငံကပျောက်ဆုံးသွားတဲ့ဥယျာဉ်တစ်ခုနဲ့ဆင်တူနေပါတယ်ရေအောက်ထဲမှာဆိုရင်အယုတ်ကလေးတွေအများပြားနေအိမ်သုံးပရိဘောကအသေးစားလေးတွေကိုတွေ့ရမှာပါဒီနေရာဟာဒေတာခန်းရေငုပ်သမားတွေအတွက်အမ်ပတန်စိတ်ဝင်စားစရာကောင်းတဲ့နေရာဖြစ်ပြီးရေငုပ်သမားတွေအတွက်ရေအောင်မှတ်တိုင်တစ်ခုလိုဖြစ်လာတဲ့အထိဆွဲဆောင်ထားပါတယ်။ပရိသတ်တို့လည်းစဉ်းစားကြည့်လိုက်ပါ ဒီလိုပင်လယ်ရေအောက်ကျမ်းမြေမှာအယုတ်ကလေးတွေအများကြီးရှိပြီးဥယျာဉ်တစ်ခုဒါမှမဟုတ်ကစားကွင်းအသေးလေးတစ်ခု ဖြစ်နေတာကစိတ်ဝင်စားစရာကောင်းပါတယ်။ဒီဥယျာဉ်ကိုရေငုပ်သမားတွေကဂနိုမီဥယျာဉ်ဆိုပြီးလဲနာမည်ပေးထားကြပါရည်။ရေအောက်ကျူးပါမျိုးတော်ဟောင်းကဲမိတ်ဆွေတို့အနေနဲ့မြို့ပြအင်္ဂါရက်တွေဖြစ်တဲ့ပိရမစ်တွေလမ်းတွေအထိမ်းအမအဆောက်အုံတွေနဲ့တခြားမြို့ပြအဆောက်အုံတွေပြည့်နှံ့နေတဲ့ရှေးဟောင်းမျိုးတော်ကြီးတစ်ခုကရေအောက်မှာရှိရဲဆိုရင်ထူးဆန်းတယ်လို့ခန်းစားရမယ်ထင်ပါတယ်။ အခုဗီဒီယိုထဲမှာတွေ့ရမှာကတော့ကျူဘာနိုင်ငံအနီးမှာတွေ့ရှိရတဲ့ရေအောက်မျိုးတော်ဟောင်းဤတစ်ခုပါဒီမျိုးကိုကြည့်ပြီးရှေးဟောင်းသူသေနာပညာရှင်တွေနဲ့သိပ္ပံပညာရှင်တွေကတော့အံ့ဩခဲ့ရပါတယ်ဒီမျိုးကြီးကိုတော့သူသေနာပညာရှင်တွေက၂၀၀၀ခုနဲ့မှာတွေ့ရှိခဲ့တာပါဒီလိုနဲ့ပညာရှင်တွေဟာအမ်ပတန်ထူတဲ့ကြီးမားပြီးဒုနဲ့ဒဲနဲ့တိဆောက်ထားတဲ့မြို့လိုယူဆတဲ့နေရာဖြစ်သတ်မှတ်ခဲ့ကြပါလေ။ဒီမြို့ကြီးကသမုတ်တရာရှည်ပြည်နယ်ပြင်အောက်အနက်ပေ2000လောက်မှာတွေ့ခဲ့ရတာပါ။ဒီအစာအုပ်တွေက permanent တူနေတာကိုလည်းတွေ့ရှိခဲ့ပါလေ တွေးရှိခဲ့တာတွေအကုန်လုံးကတကယ်မျိုးပြအစာအုပ်ပုံစံတွေအဖြစ်နဲ့တွေးရှိရတာပါပညာရှင်တွေကတော့ဒီမျိုးကြီးဟာပင်လယ်ကြီးရဲ့ဝါမျိုးတာကိုခံလိုက်ရတာဖြစ်တယ်လို့ယူဆထားကြပါရည်ပြောမယ်ဆိုရင်တော့တစ်ချိန်လုံးကကြီးမားလာတဲ့ငလင်ကြီးတစ်ခုကြောင့်ဒါအမှုတ်ဆူနာမီလို့ကြီးမားတဲ့လှိုင်းလုံးကြီးတွေရဲ့ဆွဲမျိုးဝါးစားတာကိုခံရတာလို့သုံးသပ်ထားကြပါရည်တချို့ကလည်းဒဏ္ဍာရီတွေကမျိုးကြီးတစ်ခုလာလို့သတ်မှတ်နေကြပါရည် အစာအုပ်တွေနဲ့ဖွဲ့စည်းပုံတွေကိုလေးလာကြည့်ရတဲ့လောက်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း9000ကျော်ကတည်ရှိခဲ့တဲ့မျိုးကြီးတစ်မျိုးဖြစ်နိုင်တယ်လို့ရှီဟောင်သုတေသနပညာရှင်တွေကသုံးသပ်ထားကြပါတယ်။ဒီမျိုးကြီးကမြန်မာခေတ်ကြံခဲ့တဲ့သူတွေအတော်တော်ဘေးရီးအဖြစ်ဆက်လက်တည်ရှိလိုနေပါတယ်။ဒီမျိုးကြီးကိုဘသူကတိစောက်ခဲ့တယ်လေ။ဒီမျိုးကြီးကဘလို့များသမုတ်တရားအောက်ရောက်ရှိသွားတယ်လေဆိုတဲ့ဘေးရီးများစွာနေပါ။ဟုတ်ကဲ့ပါကျွန်တော် ခုတင်ဆက်ပေးခဲ့တာတွေကတော့သမုတ်တရားတွေမှာ drone camera တွေနဲ့တာမရိုက်ကူးထားရင်ရုံနိုင်စရာမရှိတဲ့ထထူးစစံအကြောင်းအရာတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ ်အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးတွေကိုသဘောကျကျိုင်းနှစ်သက်လိုက်မယ်လို့ထင်ပါတယ်ဒီ season လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ